မရင်းဆိုရင်ရှင်သိမင်းငင်းနေတာလက်မကြည့်တတ်တဲ့မိမမရှင်သိဆုံးပါတီတီတော်မမမိတော်ဦးမိမိရဲ့တိလာတော်တော်ကြပြီးရိုက်ထားတာလေတော်တော်ကြပြီးရိုက်ထားဆိုမိချိုနဲ့မိချိုကက်နေရလေစွာနေရဟိုမိချိုကဂုံပြုတ်ပေးမယ်ဆိုတဲ့ဟာလေးတခုရိုက်เสียရှိပါတယ်မိချိုကသူ့အိုက်တာဂျေးကိုမပြောဘူးမလည်းမန်နေဂျာလေးကိုပြောတာပေါ့ အဲငါငါဂုံပြုမယ်ဂုံပြုခြင်းလို့ရိုက်ပေးမယ်ငါ့ကိုပတ်စံစကားတွေမပြောနဲ့ငါဂုံပြုပြီးတော့ရိုက်ပေးမယ်ဆိုတော့ကားလေးရှိပါတယ်မရရသေးပါဘူးဒီနေ့ပွဲလေးကတီတီစိန်စပယ်ဘူးကြော်ညာလေးကိုရိုက်ထားလိုက်ဟာဘောရိုက်ပြီးသွားပြီလေဒါလေးကတတ်တတ် promotion ထပ်လုပ်တာပါပွဲလေးပါအဲ့တော့ဒီနေ့တော့ ကြိုက်တာဒီနေ့မှကြည့်ရမှာဒီနေ့မှကြည့်ရမှာလေမိမိဒီနေ့မှကြည့်ရမှာဒီမိုက်စာရေးတော့ဖြစ်နေမှာစာဟုတ်တယ်သမီးလေးဟိုကြောညာနဲ့မတူတော့အကြောညာမျိုးလေးကိုဖန်တီးထားတာပါစိတ်စပယ်သူကနေပြောလေအဲ့လိုမျိုးဖန်တီးပြီးရိုက်ထားတာပါဟိုတေဂီတာလေးကအစတေဂီတာလေးကအစအဲ့လိုမျိုးပေါ်အကယ်ဒမီဒီယာမောကနေတီးပေးထားတာပါနောက်ပြီးတော့ကျူးနေလေဟိုတာမန်ကျူးမျိုးမဟုတ်ဘဲနဲ့လေအဆန်းလေးလုပ်ထားပါလေ ွေဒီစိတ်စင်မနဲ့တမိုးဟာကမြောကမီလေးထွက်တာဖြစ်ရမှာမိသားစုရဲ့ကောင်းကိုလဲတက်စီမှာခိုင်းကြောင်ညာနဲ့မတူသမီးလေးရဲ့အဲသူကဟိုတီတီတို့ကိုတချင်းလေးပို့ကြတဲ့ရ ။တချင်းလေးကအဆန်လေးဖြစ်နေတယ်။အဆိုတော်လေးလည်းအဲ့လိုမျိုးပေါ့နော်။အရန်တော်တယ်ပေါ့နော်။အဲဆိုတော့အဆိုတော်တော့မသိဘူး။အတန်းတော့တော်တော်နားထောင်လို့ပေါင်းနေ။သူကနှစ်နှစ်ပေါင်း40 40တောင်းဟိုဖြတ်တန်းလာခဲ့ပြီးပြီပေါ့နော်။အဲမန္တလေးမှာကြတော့ပင်ရင်မန္တလေးမှာနှစ်ဆိုင်။နောက်ပြီးတော့ဒီ junction မှာတစ်ဆိုင်၊သုံးဆိုင်မှာနောက်ပြီးတော့သူကကြတော့အဲ GIA certificate လက်မှတ်ရထားတဲ့ဟိုကမ္ဘာဈေးနှုန်းနဲ့အညီ နောက်ပြီးတော့ဟိုစိန်အရွယ်စားလိုက်တွေကိုကပ္ပစိန်နှုံးနဲ့အညီဟိုရောင်းချတဲ့စိန်စပယ်ပြုဖြစ်ပါတယ်နောက်ပြီးတော့ဒီစိန်စပယ်ဥကကြတော့အဲစိန်အရည်အသွေးအပန့်တွေအကောင်းတွေကိုပဲနဲ့တုံးထားတာဖြစ်တယ်။နောက်ပြီးတော့အဲစိန်စပယ်ဥကနေပြီးတော့လဲကျင်တယ်ပြန်ပြီးတော့အစ်တတဖန်လဲကျင်တယ်ဆိုလို့ရှိရင်လည်းအရည်အသွေးမှီတဲ့ပစ္စည်းတွေကိုပဲပြန်ပြီးတော့လဲပေးနေပါတယ်။ဒီလိုပြောရလဲမှန်တာပဲ။ အရင်ကကြော်ညာလေးတွေကြတော့အဲ့လိုမျိုးပေါ့ဟိုရဟဆာလုပ်ပြီးတော့ရိုက်တာမျိုးမဟုတ်ဘူးအိုက်တာလည်းနည်းတယ်လေအခုကကြတော့အိုက်တာတွေအများကြီးနဲ့အဲ့အဲ့လိုမျိုးပေါ့တေးသေးချာချာလေးကျင့်ပြီးတော့မှရိုက်ရတဲ့ကြော်ညာလေးဖြစ်တဲ့အတွက် ဒါကတော့တင်းနေကြိုက်လာတဲ့ကြောင်ညာလေးကြောင်ညာလေးထဲမှာဒီကြောင်ညာကတော့အဲဘယ်လိုပြောမလဲနည်းနည်းကြီးကြီးမားမားလေးရိုက်တဲ့ကြောင်ညာလေးဖြစ်ပါတယ်။အင်းဟုတ်ကဲ့အင်းတို့ကကြာတော့ဘာဖြစ်နေလဲ။ကြောင်ညာမင်းသမီးဖြစ်နေပြီနော်။ဟဲ့ဟုတ်ပါဘူးမင်းမရတယ်။ကြောင်ညာရဲ့သမီးလေးရတယ်။ကြောင်ညာလေးကြောက်ကြောက်ရဲ့တယ်ဆိုတော့အရန်ကြီးတဲ့အကြီးကြီးတွေလည်းဟုတ်ပါဘူးမင်းမရဲ့။အဲ့လိုမျိုးပေါ့ဟိုတီတီ ဘယ်လိုပြောမလဲအဲတင့်တရားတင့်တရားတင့်တရားလေးတွေအကုန်လုံးပေါ့အာတမာတိပေါ့နော်တမာတိပေါ့အဆင်ပြေအောင်သူလည်း producer လည်းအဆင်ပြေတီတီလည်းအဆင်ပြေအောင်အဲ့လိုလေးတွေညှိပြီးတော့ရိုက်တာပါ TikTok မှာနော်ဦးကျော်နဲ့ဇဝင်ကန်းလေးရမ်းပြန်ပေါက်ပြီနော်ဟုတ်လားမင်းမီဟဲ့တီတီမကြည့်ရဘဲရလဲအော်ဟိုဟာမေချိုနဲ့လားမေချိုနဲ့အဲချီချိုနဲ့ချီချိုနဲ့ချားလာပြီတီတီတော့မမှတ်မိတော့ဦးမင်းမီရဲ့တိလားတော်တော်ကြာပြီရိုက်ထားတာလေ တော်တော်ကြာပြီးရိုက်ကြတာဆိုမိချိုနဲ့မိချိုကက်နေရလေစွာနေရဒီတရားစွာတာပဲရရတာဝမီရဲ့ရှင့်ကိုရှင်တော်တော်အထင်ကြီးတာပေါ့ဟာတော့ဘာမှမပေးရတာဘူးပဲဟင်းရှင့်ော်လေကျမကွာရှင်းပြတ်စဲပါမဲဆိုတဲ့စကားတလုံးမှပြောသေးဘူးမိချိုနဲ့စုံဖို့ရှိပါတယ်ဟိုတီတီတို့ဟိုနေပြောလိုက်လဲမှတော့မှလဲဆိုရသေးတယ်အဲ့လိုမျိုးပဲလေဟိုမိချိုကဂုံပြုတ်ပေးမယ်ဆိုတဲ့ဟာလေးတခု ရိုက်เสียရှိပါတယ်မိချိုကသူအိုက်တာဂျေးကိုမပြောဘူးဒါတီတီကိုတော့ပြောတာမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့နော်ဒါရိုက်ဟိုဒီဘာလဲမန်နေဂျာလေးကိုပြောတာပေါ့အဲငါငါဂုံပြုတ်မယ်ဂုံပြုတ်ခြင်းလို့ရိုက်ပေးမယ်ငါ့ကိုပတ်စံစကားတွေမပြောနဲ့ငါဂုံပြုတ်ပြီးတော့ရိုက်ပေးမယ်ဆိုတော့ကားလေးရှိပါတယ်မရရသေးပါဘူးဒါလေးဟိုသူတို့ပြောတဲ့စကားလေးကမွေးနေ့မှာစိတ်ပက်လေတောက်နေလို့ရှင်အဲ့ဒါပြောတာအဲ့ဒါမိမိရဲ့ တီတီကိုအေးအဲ့ဒီဥစ္စာသမီးလေးရယ်ဘယ်လိုလဲဆိုတော့အဲတီတီဟိုဗီဒီယိုဟုတ်တယ်ဗီဒီယိုကားလေးတခုရိုက်တယ်ရိုက်တဲ့အခါကျတော့အဲတီတီဟိုအဲ့လိုမျိုးပေါ့နဲ့ရိုက်ခံနေကြမှာအဲ့လိုစိတ်အကြီးတွေတို့ကတို့ပြောတဲ့ဟာကြီးတွေပေါ့တီတီပြောထားတဲ့ဟာကြီးပေါ့နော်အဲ့လိုအကြီးတွေဝှစ်ချင်နေဆိုတော့တီတီမှာအဲ့ဒါမျိုးရှိဘူးလေသမီးလေးရယ်နော်အဲရှိတယ်ကိုနဲ့ ဟိုတင့်တင့်ယုံလောက်ပဲတည်တည်ရှိတာပေါ့ငယ်လေးရဲ့နော်အဲ့လိုမျိုးလေးဆိုတော့အမရှိတဲ့အခါကျတော့ရက်ခန်းနေကြမှာအလောက်ကြီးနေကြတော့ကိုယ်မှလည်းမရှိတော့အရန်ခက်ခဲဖြစ်တယ်လေစိတ်လည်းအရန်အနှောက်ယှက်ဖြစ်ရတယ်လေအဲအဲ့ဒါလေးကိုတည်တည်ကဟိုကိုဗစ်မှာသားလေးရအိမ်ကိုလာဖြူတော့အဲ့ဒါလေးတည်တည်ကဖြူလိုက်တာမိမိအမှတ်မတင်ဖြူလိုက်တာကအဲ့လိုဖြစ်သွားတာပါ2026မှာပြိတ်သက်တရော ဟာသားတွေသမီးတွေကိုအကုန်လုံးသားတို့သမီးတို့ကလည်းပရိသတ်တွေသိကျင်တဲ့ဇကားလေးတွေကိုဆက်သွယ်ပေါင်းကူးပေးတဲ့တရားလေးတွေဖြစ်တယ်ဇကားလက်ဆောင်လေးတွေကိုယူသွားပေးတဲ့သားတွေသမီးတွေဖြစ်တဲ့အတွက်သားတို့သမီးတို့ရောပရိသတ်တွေရောအားလုံးကြည်ကြည်လင်လင်ရွှေရွှေလန်းလန်းနဲ့နှစ်သက်မှာချမ်းသာဒုက္ခအပေါင်းပြည့်စုံကြပါစေလို့ဒီနေ့ကနေစုတောင်းမြတ်တာပို့တာအပါတယ်